ေးဒီနေ့နိုင်ပွဲပါပေါ့နော်အကူအောင်လဆန်းနဲ့တခြားပေါ့ကြည့်နေပါပဲအဲ့တော့ဒီလေးဒီနိုင်ပွဲနဲ့ပတ်သက်ပြီးတော့ကိုအောင်လဆန်းကိုပြောချင်တဲ့စကားလေးရှိမှစဉ်းနေငယ်ပြောပြပါဒီကားတော့ကွာကွန်လာကျွန်တော်ဝမ်းရောင်းပို့ပြီးသူတို့လည်းကျေးဇူးများတယ်။သူကတော့ကျွန်တော်တောက်လျှောက်မြင်းပြောတော့ညီလေးအကောင်းဆုံးကြိုးစားတော့အကောင်းဆုံးလုပ်တော့သူစကားကြောင့်ကျွန်တော်လည်းအားပို့ဖြစ်တော့ကိုကိုအိုက်တော့ကိုသူတို့အားပေးစကားပြောတော့အားပို့ဖြစ်တော့ဒီပွဲမတိုင်ခင်မှာရောကွန်လာဆန်းနေတဲ့အတိုင်းညီလေးကိုဒီအကြံပေးခဲ့တဲ့အပိုင်းတွေမရှိပါဘူး။ဟုတ်အများကြီးတော့ပြည်ညီလေးအကောင်းဆုံးကြိုးစားတော့ ိုအားပေးနေတော့မျက်ခုံကွဲသွားတာသူလောက်လို့ကွဲသွားတာမို့ကျွန်တော်ထိုးတာကြုံရင်းနဲ့သူအဝင်နဲ့သူခေါင်းနဲ့ကျွန်တော်ဆောင်းပြီးတော့နေရာဆောင်းပြီးတာကျွန်တော်မျက်ခုံနဲ့သူခေါင်းနဲ့ဆောင်းပြီးတော့ကျွန်တော်ကွဲသွားကျွန်တော်တင်းနဲ့ဖူးတာပဲကွဲတာမဟုတ်ဘူးတွေးကြတာလည်းကျွန်တော်မမြင်ပြီးမှတွေးတယ်ဘယ်ကလာကျွန်တော်တင်းနဲ့ကွဲတာတင်းကျွန်တော်ခေါ်သွားမှကျွန်တော်ကြောက်အောင်လည်းအဲ့ဒါဆေးဆဲတော့ကျွန်တော်ကပြောတယ်ရတယ်အေးရကျွန်တော်လည်းထိုးထိုးတော့ထိုးမှာကျွန်တော်ကွဲမဲကျွန်တော်မတိတ်တယ်ရတယ်ရကျွန်တော်လည်းထိုးတယ်ထိုးတော့ကျွန်တော်ကပြောတာတတိပွင့်ပါလေချင်း ဒီလေးဒီပရမအချိန်ပါဘောနော်ဒီချိန်မြင့်ကန်ချက်နှစ်ချက်သုံးချက်လောက်ကန်ခံလိုက်ရတယ်ဘောဒီဒုတိယချိန်တတိယချိန်မှာကန်ခံရတာမျိုးတွေ့ဘောနော်အဲ့ဒါဒုတိယချိန်တတိယချိန်မှာဒီလေးဘယ်လိုမျိုးဒါချင်းကပ်ဖို့အတွက်ဒါဆုံးဖြတ်ခဲ့တယ်ဘောဒီချိန်ကန်ချက်တွေမထီအောင်ဘောကျွန်တော်ကတော့ AC ဘက်ထိုးတော့ဒီကျွန်တော်ကွဲသွားပြီးတော့ကျွန်တော်ဒတိပွင့်နေချိန်မှာဝမ်းမာလဲလို့ဒံရကူကူပြင်းထန်ရအောင်ရှုံးမှုရခိုင်လို့များအောင်လဲအဲ့ဒါကိုကျွန်တော်ကရှုံးမှောက်ကြောက်ရတယ်ဟိုပထမပွဲလို့ဒီတစ်ခါရှုံးရင်ကျွန်တော်ဝမ်းရထွားရမယ်ဆိုတော့ကြောက်တော့အဲ့ဒါကျွန်တော်လည်း ရင်းထိုးလိုက်တော့ဗောကျွန်တော်ဘာမှမတိတ်တော့ထိထိငါငါကွဲပြီးငါဘာမှစွာမြတ်တော့မကွဲဘူးဆိုတော့ဒီ site ထဲမှာကျွန်တော်လည်းဘာမှမတိတ်တော့ကျွန်တော်ရင်းထိုးလာတော့ဟုတ်ကဲ့ဒီညီလေးဒီနေ့ထိုးသွားခဲ့တဲ့ပွဲစဉ်ပေါ့နော်ပွဲပြီးသွားတဲ့နောက်ပိုင်းမှာညီလေးအနေနဲ့ပေါ့ဒါပြိုင်ဘက်က chicken ချက်တော်တော်လေးကောင်းနေပေါ့နော်ဒါတိချက်ပိုင်းဒီတပောက်စုံနေမှုပိုင်းမှာသူကနည်းနည်းလေးတာနေတော့တွေ့ရတာပေါ့နော်အဲ့တော့ညီလေးဒီကနေ့ဒီထိုးတက်သွားတဲ့ပွဲစဉ်ပြီးသွားတဲ့နောက်ပိုင်းမှာဆိုညီလေးအနေနဲ့ဒီခုခုပေါ့နော်ဘယ်အပိုင်းဒီမှာပေါ့ ီအားနည်းနေတယ်လေဒီခံစားလိုက်ရတဲ့အပိုင်းလေးရှင်လည်းပြောပြပါဦးဟုတ်ကဲ့အဲ့တော့ကျွန်တော်ကိုယ်နဲ့ကျွန်တော်တင်ချာပြန်ပြင်ဆင်ရအောင်အားနည်းကြရတော့အဓိကဒီကိုကိုကိုဒီအားနည်းခဲ့တယ်ဆိုတဲ့အပိုင်းဒီဒီခံစားလိုက်ရတဲ့အပိုင်းလေးရှိလားလက်ရှိလက်ကြားနည်းငယ်လေးလက်ကြားပြောပြလို့ရအောင်အဲ့ဒီဂျောကန့်ကန်လေးတာဂျောကန့်အဲ့ဟုတ်ကဲ့ဒီကျွန်တော် ဒါမြန်မာပြည်ကနေအာဘီချီရှုနေတဲ့ပိတ်သက်ပြီးပေါ့နော်ဒါတော်တော်များများပြောတယ်ဒီပိတ်သက်တော်တော်များများဒီကွင်းထဲမှာလာရောက်ချီရှုနေတဲ့ပိတ်သက်တွေကိုအာယုံဆိုင်တယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်မှာတော့ဒါကျွန်တော်တို့ကြည့်နေတဲ့အချိန်မှာအထူးသဖြင့်ဒီအကူတွေလိုက်ပါလာလာသူတို့ကတစ်ဖြက်တော့ကြီးလိုက်တာတော့တွေ့တယ်ပေါ့နော်တခြားကွင်းတော်မကြီးဘူးပေါ့နော်အဲ့ဒါဒီလေးအနေနဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးဒါစိတ်ထဲမှာဘယ်လိုမျိုးဆုံးဖြတ်ပြီးတော့မှပြန်ထိန်းချုပ်ပြီးတော့ဒါအကောင်းဆုံးပုံစံမျိုးနဲ့ဒါကျိုးဝိုင်းလေးဝင်ရောက်နိုင်တယ်လေဟိုဒါနဲ့ပတ်သက်ပြီးနေနေပြောပြပါဦး ဒါရောဆိုပရိသတ်တွေကိုကြည့်ရလေကျွန်တော်တတိထားမိတာပရိသတ်တွေခလာခလာလဲကြည့်ဟိုနာမည် online ဆိုဟိုဘက်လဲအာယုံကဟိုဘက်ရောက်တော့ဒီဘက်မှာအာယုံကတိတ်မရှိဘူးကောနော်ဒါနဲ့ပဲဆိုရင်ညီလေးတတိထားမိတဲ့အပိုင်းလေးတွေဒါစိတ်ထဲမှာဒီဘလိုပုံစံမျိုးနဲ့ဆက်ပြီးကျွမ်းဝင်လာမလဲဆိုတာကျွန်တော်ကိုယ်ရကြောက်ကိုကတော့မြင်ပြောတယ်အောက်မကြည့်နဲ့တော့အဲ့ဒီအဲ့ဒါပဲသူမြင်ပြောတယ်အောက်ကြည့်ကြမလို့တော့မြင်းလည်းလောက်တက်နေပြီဘာမှအောက်ကြည့်ကြမလို့အဲ့ဒါကြောင့်ကျွန်တော်ကျွန်တော်လည်းမကြည့်ရကျွန်တော် ဆုံးဖြတ်တော့တချီပြီးချီတချီပြီးတာနဲ့တို့နဲ့တွေ့ရမှာပေါ့ကျိုးလူဆိုကျွန်တော်စားတယ်နင်းကိုတွေတော့မှကြောက်နေလို့လားအဲ့လိုဒီခါတော့ကျွန်တော်လုံးဝ confidence ရှိနေတော့တို့ဒီလေးလေးနဲ့တတိယတတိယချီပေါ့နော်ဒီတစ်ပြင်းတတိယချီလောက်မှလာအလဲထူးနဲ့ဒါနိုင်ယူနိုင်မယ်လို့လဲဒါကိုအဆုံးပြချက်ချတာမျိုးဒါမှမဟုတ်ကိုကိုကိုပဲချီလောက်မှ ဒါ knock out ယူပြီးတော့အနိုင်ရယူမယ်ဆိုပြီးမှဒါပွဲတွင်းဆုံးဖြတ်ချခဲ့တာလည်းရှိလားဒါနဲ့ပတ်သက်ပြီးပြောပြောသွားအောင်ကျွန်တော်တော့အလဲထိုးတော့ဆုံးဖြတ်ချမချဘူးကျွန်တော်ကိုယ်တော့ပြောတော့ဒီပညာဓာတ်ပပနဲ့အကောင်းဆုံးဖြစ်အောင်ပဲစူးစမ်းပေါ့အလဲထိုးဖို့မလိုနိုင်ဘူးလို့တော့အမြင်အဲဒါကြောင့်ကျွန်တော်အလဲထိုးဖို့စိတ်မကြတယ်ဒီအကောင်းဆုံး performance လုပ်ပြနိုင်ဖို့ပဲဖြစ်နေတာဒီလေဒီလေနိုင်ပွဲပါပေါ့နော်ဒါကိုအောင်လာဆန်းနဲ့ပြချပေါ့ကြည့်နေမှာပဲအဲ့တော့ဒီလေဒီနိုင်ပွဲနဲ့ပတ်သက်ပြီးဒါကိုအောင်လာဆန်းကိုပြောချင်တဲ့စကားလေးရှိမှာစဉ်းငယ်ပြောပြီးပါ့ ဒီကားတော့ကွာကွန်လာကျွန်တော်ဝမ်းရောင်းပို့ပြီးသူတို့လည်းကျေးဇူးများတဲ့သူကတော့ကျွန်တော်တောက်လျှောက်မြင်းပြောညီလေးအကောင်းဆုံးစူးစမ်းတော့အကောင်းဆုံးလုပ်ပေါ့သူစကားကြောင့်ကျွန်တော်လည်းအားဖို့ဖြစ်တော့ကိုကိုအိုက်တော့ကိုသူတို့အားပေးစကားပြောတော့အားဖို့ဖြစ်တော့ဒီပွဲမတိုင်ခင်မှာရောကွန်လာစမ်းနေတဲ့ဒါညီလေးကိုဒီအကြံပေးခဲ့တဲ့အပိုင်းတွေပဲရှိပါမှာလေဟုတ်အများကြီးတော့ပြည်ညီလေးအကောင်းဆုံးစူးစမ်းတော့ကိုတို့အားပေးနေပါဦးအများကြီးတော့အကြံသူပေးတော့ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါ ဒီနိုင်ပွဲအတွက်ကိုကိုရီချင်းစမားတယ်တေပွဲမှာပေါ့နော်ညီလေးကိုသတိထားမိတယ်အရင်ပွဲတုန်းကဆိုလို့ရှိရင်ညီလေးကဝင်ထိုးနေတဲ့အချိန်မှာပေါ့နော်အဲကိုကိုရီပေါ်တော်ပြန်ပြန်ကြည့်တယ်ပေါ့နော်ဒီပွဲမှာအဲ့လိုတိတ်မတွေ့ရအောင်အဲ့ဒါဟိုဘယ်လိုမျိုးပြင်ပြလိုက်တာလဲပေါ့နော်အကိုရီကဘယ်လိုပြောလိုက်လဲကျွန်တော်ကကျွန်တော်တေပြောမကြည့်နဲ့အောက်မကြည့်နဲ့မင်းတို့တင်ပေးပြီအကုန်တင်ပေးပွားရမှာလားအဲ့မင်းအောက်ကြည့်ရမလို့လို့ကျွန်တော်ကစကားရဲကျွန်တော်လည်းမကြည့်ရတော့စင်ပေါ်မှာတွေ့ရပြီးတော့အကိုသိနေတာပေါ့နော်ညီလေးအရင်ပွဲတုန်းကဆိုလို့ရှိရင်ပွဲမထိုးခင်မှာ ဒီ weight ရဖို့တော်တော်ရုန်းကန်ခဲ့ရတယ်ပေါ့နော်ဒီပွဲမှာရောအဲ့လိုမျိုးရုန်းကန်ခဲ့ရတာဟို weight ကလည်းဒီပွဲမှာနည်းနည်းလေးများတယ်ကြည့်ချော့ဆယ်ပေါင်းဆိုတော့အဲ့ဒါလေးရောပြောရပါ weight ရတော့အရင်ပွဲလာတော့မရုန်းကန်ရဘူးဆိုတော့ကျွန်တော် weight လဲတော့ချခဲ့ရပြီဆိုတော့နောက်ပြီးကျွန်တော်ကိုယ်တွေလည်းကျွန်တော်တေးချာဒီခါဆိုကျွန်တော်ကိုယ်ကျွန်တော်ဆိုတေးချာသူပလန်နဲ့သူတငယ်ချင်းပလန်နဲ့ကျွန်တော်တေးချာလောက်ပြီးတယ်ဒေချာပလန်နဲ့စာပေါ့ဒေချာတော့ကျွန်တော်ဒီကောက်တော့တိတ်ခက်ခဲမှုဖြစ်ခဲ့ရပါဘူးပေါ့ပြီးတော့ကအကိုသတိထားမိတာပေါ့နော် အဲပြီးထားတာပေါ့နော်ညီလေးကဒီပွဲတိုးဖို့အတွက်ကိုကြိုင်ပတ်သိရတာကအချိန်တစ်ပတ်လောက်ပဲရှိတယ်ပေါ့နော်အဲ့ဒီအချိန်အတွင်းမှာညီလေးဘယ်လိုတော့ပြင်ဆင်လိုက်လဲပေါ့နော်ဘာလို့လဲဆိုတော့ညီလေးရှေ့ပွဲတွေမှာတိုးခဲ့တဲ့ပုံစံနဲ့အခုပွဲမှာတိုးခဲ့တဲ့ပုံစံကတော်တော်ကြီးကွာဒီမျက်နှာအမူအရာပိုင်းမှာဆိုဒီပွဲမှာယုံကြည်မှုပိုရှိနေတဲ့ပုံစံပိုပေါက်တယ်ပေါ့အဲ့ဒါလေးပြောကြည့်ပါဘယ်လိုလေးပြင်ဆင်လိုက်ရပါလဲဒီကတော့ဒီကျွန်တော်ကိုဒရွန်မင်းနောက်ကျွန်တော်ဆူလိုင်မန်နောက်ကျွန်တော်တင်ပေးတဲ့ဒီဆီယမ်မောင်ဆီယမ်မောင်တို့တွေတို့ကျွန်တော်တို့တေချာပြပြီးတော့ ဆီယမ်မောင်ဆိုလည်းအောက်ချီကိုဘယ်လိုကန်သေးချာကျွန်တော်တင်ပေးတယ်ကျွန်တော်ကိုဆိုလည်းကျွန်တော်အချုပ်တင်ပေးတယ်မှာကျွန်တော်ကိုဆိုလည်းကျွန်တော်ဒီကတော့ကျွန်တော်ကိုဒရိုမင်သူပတ်အမြင်ကန်ပေးတယ်သေချာနီးစနစ်ပိုင်းလည်းသူဒီကပြပေးတော့ဟုတ်အဲကြောင့်ကျွန်တော်ဒီပွဲမှာ confident ဖြည့်တော့ကဲကြီးဘယ်မှာရတော့ဘယ်လိုခံစားလဲကျွန်တော်ဒီဝမ်းမှလည်းတော်တော်ကြပြောင်းပြောင်းနေရတော့ဒီနောက်ပွဲရှုံးနေကျွန်တော်ဝမ်းအားဒီပွဲမရလာတော့ကြာခဲ့တော့အဲ့တော့လည်းကျွန်တော်ဒီပွဲမှာ ွဲပြန့်ရတဲ့တော့ဝန်ရဒီွဲပြန့်ပေးတဲ့အတွက်ကျွန်တော်အကောင်းဆုံးစူးစမ်းတော့ဒီရှုံးရတယ်ရင်ကြောက်တယ်။မကွဲရတော့များတဲ့ထင်မှာကျွန်တော်ကွဲရတော့ကျွန်တော်မတိတ်များတဲ့ထင်မှာတော့ဒါကပွဲရလို့ပါတယ်။အဲကျွန်တော်ကိုကရတယ်ရတယ်ဆိုကျွန်တော်လည်းမတိတ်ကျွန်တော်လည်းကြောက်အောင်တော့ဆက်တယ်ဗာပြတော့ကျွန်တော်ကိုကပြောရဆိုကျွန်တော်လည်းခေါင်းညိနေတယ်အဲရှုံးမှကြောက်တဲ့စိတ်နဲ့ကျွန်တော်ပြန်ရင်းလိုက်လို့ရင်းထိုးလာတော့အရှိဝင်းတဲ့အခုဝင်းတဲ့6လလောက်ပါပဲကွာနော်6လလောက်ပါတော့ ဒီညီရမြန်မာပြည်အင်တာဗျူးလေးမှာတော့လည်းဒီရမရန်ကိုကာလာပြင်တော့ညီပွဲလာမယ်ဆိုပြီးတော့သူတို့ပြောခဲ့တာအဲ့လိုပြောတဲ့အချိန်မှာကျွန်တော်တို့ညီရဲ့ trailer ကိုကိုစားပြီးတင်ထားမိတာက MFC ပွဲမှာပေါ့ MFC ပွဲမှာဆိုတော့ကျွန်တော်တို့ MFC ပွဲမှာအဲ့လိုထွက်လာတယ်ဆိုပြီးတော့ပြီးထားမိတယ် MFC ပွဲထွက်လာတဲ့အနေထားကလည်းဘာကဘယ်လိုလုပ်ကြီးတွေကိုပွဲကန်းလန်းလာလဲအဲ့ကြောင့်လေကလကနောက်ပွဲအကြောင်းလေးနည်းနည်းပြောကြည့်မယ် MSC Fair ဒီပထမသူတို့ရွှေ့လာတာကျွန်တော်ရယ်ကျွန်တော်ကိုထုံးမင်းနိုင်ရယ်သူတို့ကျွန်တော်ညီကိုတွေပွဲတဲ့လာတော့အဲပွဲမှာ ဒေတာတော့29ရက်နေ့အဲ့ဒါကိုအရင်ဒီအနေနိုင်ကျွန်တော်တို့နိုင်ကျွန်တော်တို့မြောက်ပြည်မှာဒီငလင်ဘေးတွေပါဖြစ်သွားတယ်ပေါ့မှာအဲ့လိုပွဲရရွှေလာတဲ့ပေါ့မှာအဲ့ဒီဝင်ရတဲ့ကန်လန်းလာနေ9ရက်ပဲကွာတော့အဲ့ဒါကျွန်တော်ကွာ9ရက်ကွာတော့ဒီဟိုပွဲကိုဖျက်ပြီးတော့ဒီပွဲကိုပဲပိုင်ဆိုင်လာတော့ပွဲရလဲတာကတ်ပါတော့ပထမပွဲရတော့29ရက်နေ့ဆိုတော့ထိုးလိုက်ရတလားလောက်ကွာလဲဆိုတော့ဟိုကပွဲက9ရက်ပဲကွာဆိုတော့ဘယ်လိုမှဆင်းမပြေဘူးအဲ့ကြောင့်အဲ့ဒီပွဲကိုပြောင်းအောင်အဲ့ဒါကျွန်တော်ကိုယ်ထွင်းတာပဲထိုးပြောင်းရတယ်ဒီပွဲပြင်ဖို့ဘယ်လောက်ချိန်ရလဲ တပွဲကျွန်တော်ကျွန်တော်ကိုယ်နဲ့ဒီဒိုမီနာရေးသေးချာပြင်ပဲကျွန်တော်ဒလခွန်းဒလာတော့ချိန်ရပါတင်ဘက်ကတင်ဘက်ကဒီမွန်ထိုင်းလူလောကမှာပွဲစတိုင်ထိုးနေပါဘူး။ဒီကဒီပထမဝေရှင်ပြည့်အနေထားမှာပေါ့နော်။ညီမကြီးကတိတ်ပြီးပွဲမထိုးပါဘူး။အဲ့တော့ပွဲ rhythm ပိုင်းရပြောမယ်ဆိုရင်ညီက rhythm media ပိုင်းနဲ့ပေါ့နော်။သူကဒီပွဲမှာပဲခဏခဏထိုးနေဆိုတော့အဲ့ဒီပဲ PR ခံစားခဲ့ရတယ်သူနဲ့ပတ်သက်။အော်ကျွန်တော်အဓိကကျွန်တော်ဒီပြန်ပွဲကို ပွဲထိုးခဲ့နေရန်လုံးမှာတေးရအောင်နော်တေးရတဲ့ပုံမှာတေးချတော့ကျွန်တော်ကိုယ်နဲ့ကျွန်တော်ဒီ2မိနစ်နဲ့တော့တေးချကျွန်တော်တို့ပြင်ဆင်နေတော့ထိုးရမယ်လို့တော့မသိဘူးဒီပွဲတပတ်လုံးမှာထိုးရမယ်လို့ကတော့တေးရတယ်အဲ့ဒီအတွက်လည်းကျွန်တော်ကျွန်တော်ကိုယ်ကျွန်တော်တေးချအစတည်းကသူကပြတာပေးတယ်ထိုင်းနေဆိုတာတေးတော့သူကတေးချကျွန်တော်ပြတာပေးတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဘယ်မှာဝင်မလို့အဲ့လိုအေးဆေးတော့ထိုးခင်နေမလို့နဲ့မလို့နဲ့မြင်ပြတော့ ပြန်ပြဖို့ဘယ်လိုလေးလာခဲ့လဲညီဖို့ပြန်အောင်ပြီးတော့ဘာလို့ကိုကြီးထုံးထွင်းပြီးတော့ကိုလုံးတော့ဘာလို့ဘယ်လိုပြန်ပြဖို့လေးလာတယ်ဒီကစားဆုံးကံပါဒီအရင်မှတော့သူခဏခဏထိုးရပဲသူလည်းတော်မာတယ်ကစားမှာနောက်ပြီးသူကဒီအပြင်ဒီဝမ်းပွဲရဆာလို့ဟိုရှုံးပွဲမရှိသေးဘူးပေါ့သူလည်းတက်16နှစ်ပဲရှိသေးတယ်ဒီကျွန်တော်ကြည့်ရတလောက်သူရှုံးပွဲမတွေ့ခဲ့ဘူးပေါ့သူသူနိုင်ပွဲတက်တက်များတော့ဒီတပတ်ချန်ပီယံလည်းသူဖြစ်ခဲ့ဘူးလေကံပါတော့ကောင်းတဲ့ကစားမှာသူတကယ်ပညာလည်းသူတော့ကောင်းတော့ကျွန်တော်ကဒီ မကျွန်တော်တပတ်လို့ညောင်းကိုကျွန်တော်ပြောတော့ဒီပြန်ဘက်ကရောင်ကောင်းတော့ကရောင်ကောင်းတော့အဲ့လိုချီကန်ဟိုက်ကဲပါကောင်းတယ်အဲ့လိုအများကြီးကျွန်တော်နေဝေဖန်ပေးရတော့ဘယ်လိုညီလေးဘယ်လိုဆိုအဲ့လိုအများကြီးชีวะมันเนี่ยโหก็กูเน้นกันเนี่ยช่วงอ่ะเนาะดูดีเปลี่ยนไปก็เลยสลากเลยอ่ะนี่กูเน้นกันเนี่ยเนาะดีปลั๊กที่พี่อ่ะวนมาแล้วไอ้โลคันท่าอ่ะชื่อไอ้ติงงั้นน่ะปรมาติงงั้นจ้าแล้วเราจนดีจ้อดิมันกระซ้าแล้วตีจ้าไม่ซ้อเลยเราจนถိတ်ได้ทีนะ ကျွန်တော်ကြောလည်းသိချာကျွန်တော်ဆော့ပြတယ်အဲဒါကြောင့်ကျွန်တော်လက်လည်းတခြားတော့ကြာပါလိမ့်မယ်တခြားကြာပါလိမ့်ချင်မှာဒါပေမဲ့ကျွန်တော်ခံနိုင်တော့ဒါပေမဲ့ဒီနောက်ချက်ကျွန်တော်မကြရရတော့ကြာလာထိမဆိုတော့နောက်ပြီးကျွန်တော်ကမရှောင်လာလဲပါတယ်ပါအဲဒါကြောင့်ကျွန်တော်စိတ်ကိုဖိကျွန်တော်ကိုပြောပေါ့ပေါ့ဆော့ခနာကိုခြေတော့ထောက်ထားပြီးဆိုတော့မလေးရအောင်အဲ့လိုမျိုးဆော့အဲဒါကြောင့်ကျွန်တော်ဆော့ပြီးညကွန်တော့လို့ပြောလို့ပေါ့ကွာမြေကွဲတော့ကိုကတော့ဘယ်နဲ့နေသိမမြင်လိုက်ဘူးဘယ်လိုပေါ်မြေကွဲတော့ညခုံကွဲသွားတာ ်သူလောက်လို့ကြွယ်သွားတာမို့ကျွန်တော်ထိုးတာကြွင်နေတဲ့သူအဝင်နဲ့သူ့ခေါင်းနဲ့ကျွန်တော်ဆောင်းပြီးတော့နေအောင်ဆောင်းမိတာကျွန်တော်မြတ်ခေါင်းနဲ့သူ့ခေါင်းနဲ့ဆောင်းပြီးတော့ကျွန်တော်ကြွယ်သွားတာကျွန်တော်တည်းနဲ့ဖူးတာပဲကြွယ်တာမဟုတ်ဘူးတွေးကြတာလည်းကျွန်တော်မမြင်ပြီးမှတွေးတယ်ဘယ်ကလာကျွန်တော်လည်းကြွယ်တာတည်းကျွန်တော်ခေါ်သွားမှကျွန်တော်ကြောက်အောင်လည်းအဲ့ဒါဆေးဆဲတော့ကျွန်တော်ကိုယ်ကပြောတယ်ရတယ်အေးရကျွန်တော်လည်းထိုးထိုးတော့ထိုးမှာကျွန်တော်ကြွယ်မဲ့ကျွန်တော်မတိတ်တယ်ရရရကျွန်တော်လည်းထိုးတယ်ထိုးတော့ကျွန်တော်ကပြောတာဒီပွင့်ပါလေချက်ပထမအချိန်နဲ့ဒုတိယအချိန်ကစားရမှာပေါ့နော် ကွာတော့တော်တော်ကြီးကွာတယ်။ညို့ကိုစင်မောနေကြတာကိုထရမင်းကထရမင်းထရမင်းနိုင်တဲ့ကိုထရမင်းညို့အခုတော့ပြောတယ်။ဘာလို့ပြောပြီးတော့ပြောင်းလဲကြောင်လို့ကျွန်တော်ဆင်းအောင်မှလည်းမလောနဲ့မလောနဲ့ပေါ့ဒီပထမချီကအေးဆေးပဲထိုးနောက်ချီမှသူတို့ပြေယုံမှယုံအဲ့လိုသူတို့ကတော့လောရင်ကုံသွားမှသူတို့ကြောက်တယ်လေအဲ့ကြောင့်ကျွန်တော်မလောနဲ့မလောနဲ့အများအဲ့ဒါတော့ပြောတော့နောက်ချီမှရင်းထိုးပေါ့โอเคအဲ့တော့နောက်နောက်ဆုံးတစ်ခုနေဒီနေ့လေပြည့်တဲ့ဒီကရောများနေလာတာ မျက်နှာပြည့်ရပေါ့နော်အများကြီးလာတာပေါ့နော်ဟိုအဲ့တော့တချို့ပြည်သက်တချို့ပေါ့နော်ကိုယ်နဲ့မဝင်ရဘဲနဲ့ပြန်သွားတဲ့ပြည်သက်တွေရှိတယ်ကျွန်တော်မြန်မာပြည်သက်တွေပေါ့နော်ဟိုညို့အပြည့်ပြည့်ရတာဟိုစူပိုင်ချင်းပြည်သက်တွေရောပေါ့နော်အဲ့တော့သူတို့ကိုယ်နဲ့ဟိုအမှန်ကန်ဝင်ရနေနေမယ်ဘုံသုံးရတဲ့ပြည်သက်တွေတော့ပေါ့နော်ဟိုတင်းစကားတွေပေါ့နော်ညိနေတာပေါ့အဲ့ဒါအဲ့ဒီလေအဒီကျွန်တော်တို့ကြတော့ဒီလက်မှတ်အဲ့လိုအဲ့လိုဒီတရားပဲရတဲ့ပုံမှန်အဲ့လိုဒီလူကလည်းတအားများတဲ့ပုံမှန်ကျွန်တော်တို့ဘယ်လိုမှကျွန်တော်ကလည်းထွက်မရဘူးဆိုတော့အဲ့ဒါကြောင့် ဒီပထမပွဲမှာစိတ်မကောင်းဖြစ်တော့စူပါရေချမ်းလည်းဒီသူကလည်း9အဲ့လိုစိတ်မကောင်းသူကလည်းရှောင်းသွားတဲ့ပုံမှာအဲ့လိုစိတ်မကောင်းဖြစ်တဲ့အတွက်ကိုကလည်းအဲ့လို confidence များတော့နောက်ပြီးယုံတဲ့အထိယုံမှလာအပြင်မှလည်းအများကြီးပဲအထဲမှလည်းကိုလာပြီးတော့ပရိတ်တက်အများကြီးပဲဆိုတော့ဒီပွဲမှာရှောင်းလို့မဖြစ်ဘူးအဲ့ဒါကြောင့်နိုင်အောင်ထိုးမယ်ငါနိုင်မှငါပရိတ်အပြင်ကပရိတ်တက်တယ်အောင်သူတို့စိတ်မကောင်းဖြစ်လာတော့ဘောဘလုံးဆိုကိုနိုင်တဲ့စိတ်နဲ့သူတို့မကြည့်ရရင်တော့ wonder belief ဖြစ်မှာပဲဆိုတော့အဲ့ဒါကြောင့်နိုင်အောင်ထိုးတာအခုနိုင်ဆိုတော့လူထွက်တွေးမှာပေါ့ပြန်နေအောင် ကဲအဲ့တော့ညီလေးဒီကျောင်းမြမဘီကနေကြီးရှိနေတဲ့ပိတ်သက်ပြီးတော့ဟုတ်ဒီကိုင်းမလာရောက်ကြီးရှိနေတဲ့ပိတ်သက်အားလုံးပေါ့နော်နောက်ဆုံး notes ကအနေနဲ့အာကျေးဇူးတင်ကံပြည့်ပြည့်ပြောပြပါကျွန်တော်လာပေးတဲ့ပိတ်သက်တရားညီနာရောကျေးဇူးရှိပါဒီဒီမြန်မာပြည်ကပြိတ္တရောဒီယုံနယ်ထိလာပြီးတော့ပြိတ္တအားလုံးလည်းတယောက်ချင်းလာရင်တော့အထူးကျေးဇူးချင်ပါကျွန်တော်လည်းချစ်စားအကောင်းဆုံးပြုစားပါဦးကျွန်တော်အားပေးပါအောင်လို့